ဖူး audio book channel ကနေပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ຫນွေဦးပါခင်ဗျာ author ဆရဲ့ကမ္ဘာဘေးရချူငယ်လေးကိုဒုတိယပိုင်းအနေနဲ့တင်ဆက်ဖတ်ပြပေးချင်ပါတယ်ခင်ဗျာအတန်ဝင်နေအောင်လို့ညပြီးတော့နားဆင်ပေးကြပါအောင်ခင်ဗျာလင်းချက်တွန်တော့အတန်အာယုတ်တဲ့အချိန်အလင်းပြဖို့တင်ဆိုင်မဲတွေကာစီတာလဲအချိန်မလွဲ့ ူတော်စင်တို့ကတုံမောက်ခောက်တန်ပြူကဒေါ်ဒလင်မနခင်နိုးထချိန်မှအေချမ်းမှုကိုဆောင်ကျင်းလေသည်ယိုးဤလေးချွေငကားနိုးပြီလားမနေ့9နာရီခန့်ကောင်းဆောင်မလင်းသေးသောချိန်မှာဈေးခင်းရန်ဆင်းသစ်ဖြစ်နေသောဤချူကိုဇီယာတို့ဖွဲ့ချံဘောဝါကနေလန့်အော်နေသည်မနိုးသေးဝေးအင်ငကားဆိုရဟာတကယ်ကာလာငကားပဲဒီယိုးဤလေးနိုးပင်မယ် တိုင်လုံးနေဖြင့်ခိုင်ခန့်ရှိသောခြေရန်ရှင်အိမ်ကအပေါ်ထက်သို့လူတစ်ယောက်ထွက်လာတဲ့အခါလူရင်း၍တိသာစေသည်အသည်စိတ်ရှိတော်လဲမဖွင့်ကျင်သောမျက်လုံးတွေကအတော်ရဲ့လေကားတစ်လျှောက်အော်လာသော အောင်မြင်လာတဲ့အတန်ကြောင့်မပွင့်တွင့်မျက်လုံးတွေနဲ့ဘေးကနဂါးကိုလှုံ့နှွေးရသည်မင်းညအလဲမှာတယောက်ချအိတ်နေတော်လဲယခုခါခွန်းဆက်ချမ်းလို့ဆွဲချုံထားသောဆောင်းသာချားလျက်သူကတော့လေပင်တီဆွဲချုံထားသော ပစိုးနဲ့ကွင်းနေသည်အသက်နှစ်နှစ်กว่าသည်ဆိုတော်လဲ သူ့ပေါ်ရိုသေသေးခေါ်ဖို့အတွေးမရှိအရင်ကဆိုလာပိုင်းရှိရင်တော့ရိုသေသမှုရှိတဲ့ကိုကသူ့ဆိုရင်နမဲကိုသာခေါ်လို့ဒီအထိငကားရဲ့ပုံစံကလူချင်းစရာဖြစ်တယ်ငကားမင်းမေခေါ်နေနီးလာပြီဖြစ်တဲ့အတန်းကြောင့်လုံလို့တော့လဲနည်းနည်းလေးမှမလုံဒီလိုချိန်ထနေကြမဟုတ်တော့လဲခွန်ဆက်သူ့လောက်ထိတော့အိမ်မမတ်ပဲဟဲ့ မိမိမေခေါ်နေချာစကားဆုံးနေနဲ့ခြံအောင်မကဖနှောင်းနဲ့ပေါက်လိုက်တော့အတော့ကြောင့်ခွန်ဆန်ငုတ်တုတ်ထားထိုင်မိတော့လဲနင်းခန့်ရတဲ့ငကားကအညောင်းပြေနေတယ်ရောဆရာကြီးနှုတ်မရဘူးဟေးတော့ကြတော့ဒီကောင်ဘယ်တော့မှလက်ကြောထင်းမှာမဟုတ်ဘူးကံကောင်းလေးကိုဆောင်းချုံပေးခဲ့ပြီးအတော်ကပြန်ဆင်းသွားရင်အပြင်ကိုလန့်អော်တယ် ဒါဆိုလဲသွားရမယ်ရေးလေးရေဒီနေ့ကဆရာတော်ကမှဝေခေါ်ရပြောအခင်ကအတော်ကြီးသဗျာကျို့တို့နေဝက်လောက်ထိကိုကြာမယ်ထင်ပါဟန်ကြတာဗောဟေးဒီအိမ်ကနွားကတော့ဘလို့လောက်အောင်မသိဘူးအိုခွဲပကန်တန်နေကြဦးလီစောရဲ့စောစီစီစူပုံမနေပါနဲ့ရှင်မရဆူစီစကားလဲကြားရသည်တော်တယ်လေမနက်ခင်းကိုပုံဖော်ရမှာအတော့အာဝါတို့လည်းတရောက်တနေရာမှာဤတို့ပါဝင်နေသည်အလားထင်မှန်းရသည်တန်ဆုံတီးဝိုင်းနေဆိုတော့ ိုသာရတာပေါ့လေဦးလေးစောရဲ့အမျိုးသမီးကိုအေးချိုလို့ခေါ်ကြတော့လဲခွန်ဆက်ကအတော်လို့သာခေါ်ဖြစ်တယ်။နောက်ပြီးဖာသဘောမတူနိုင်တဲ့အကြောင်းကိုလည်းအနေကြလာနဲ့များသိလာရသည်။အတော်ကအကြောင်းအရာတစ်ခုခုကိုသေချာမသိသေးပဲ ပြောဆိုရင်းလာတဲ့ချင်းနဲ့ကြီးကြီးမားမားပြဿနာဆိုရင်တော့တူတူတိတ်တိတ်သာဖြစ်ရှင်းလိရှိသောအဖွားတို့မိသားစုနဲ့ကွာခြားချက်ကြီးတစ်ခုပင်သို့သောအပြောဆိုနှဝင်မချိုတော့လဲစေထားကောင်းပြီးချွေးချင်မွေးချင်စိတ်အပြည့်ရှိသည်ကိုရန်ချောင်းမဖွင့်သေးခင်အထိမနက်ခင်းဆိုအတော်နဲ့ဒူစေးလိုက်ခင်းပြီးညနေဆိုဝိုင်းကူသိမ့်ပေးတာဟာခွန်ဆက်အတွက်အလုပ်တစ်ခုရသည်စေတိုင်းမချတဲ့ကစူပူအောင်ငေါတော့လဲဦးလေးစောပြောသလိုစေထဲကမပါပဲခဏသာဖြစ်ပြီး ခွန်ဆက်ကြိုက်တဲ့သောမုံများကိုကံကောင်းလေးနီးတူဝယ်လာပေးတတ်သေးသည်သို့သောတဏီကုံရွာရုပ်ကိုပေါ့လျှောက်သွားနေသောနှကားကိုတော့အတော်တကယ်ရိုက်တယ်လို့ဆိုရင်လည်းခဏနဲ့မပြီးတော့ချေခွန်ဆက်နဲ့ဦးလေးကနေရခက်ပေမဲ့နှကားဆိုတဲ့သူကတော့ထမင်းစားနေရင်စူးနေတော့အပြုံးမပြတ်စားနေနိုင်သည်သူနဲ့ရွယ်တူဖြစ်တဲ့အကိုစီယာကတော့အမြင်ရာထဲမှာသာချိန်ကုန်နေပြီးနှကားလုံးငပြင်းမဟုတ်မနက်စောကြီးပဲခင်းနေမှာပဲဆွတ်သွားဖို့လေဝရီးရရှိသည်ဦးလေးက ကံကူလေတွေမှာအခချင်းဝင်နေလိုက်ရတာကြောင့်အငယ်လေးကိုထိန်ဖို့ကခွန်ဆက်ရဲ့နေကင်းတောင်ဝင်ဖြစ်လာတယ်လို့ကလေးကိုခြေကတဏီကုံငကားနောက်ကိုလိုက်နေရတာကလည်းမလွယ်လားပေသီးဝိုင်းတိုင်းသူမပါရင်ပွဲမစီဂျင်ဝိုင်းလဲကောင်တယ်နေရတဲ့အဆိုးဆုံးကအပေါဆိုးပါပဲဆိုတဲ့ channel ကအတီးကုံမှခိုးဆတတ်တဲ့အချင်းပဲပေထွင်းမြင်ရှင်နယ်လောင်းတည်မြေပေါ်မှာပုံလေးတွေ့ရတဲ့ပေထွင်းမှန်တန်းတည်တဲ့ငကားကခံပြီးတလျှောက်တာမကသူများခြံဝင်းနေတဲ့ပါလိုက်တူးတည် ရေဘူးပါလာတဲ့အခါမျိုးဆိုတူးစီရပဲမလို့ပဲရေနယ်လောင်းလိုက်တာနဲ့အထီးမှတစုံတွင်းပေါက်ထဲကနေထွက်လာတာကြောင့်တရင်းကိုနှကောင်ရသည်မိမျိုးမနေတော့ကသူများချော်ပြီးသားပြေးချော်မှုမှုလေးတွေသာမြင်ဖို့ပြီးစားခဲ့တာကြောင့်အရှင်လိုက်ဖမ်းနေတဲ့သူ့ကိုတားချင်တော့လဲစားချင်စိတ်ကပိုနေတော့သူကောက်ဖမ်းလိုက်တဲ့အကောင်တွေကိုဘူးဘုံနဲ့အရန်တင်ထဲဖို့ကင်ပင်းနေမိတယ်ဒါရင်မဲလားဆိုတော့မဟုတ်သေးဖျဲသည်တင်လာတဲ့မော်တော်တွေကနေလမ်းဟော်တောင်းတဲ့အခါမှာတော့ဒီသမားကြီးတွေက ရေထဲတစ်လုံးပြစ်ချပေးထားခဲ့သည်ထိုကဖျဲသည့်တစ်လုံးအတွက်နဲ့ရေလေကောင်ထိလက်ပစ်ကူးရက်သေး၏တခါတည်းအထက်ရွာဘက်မှကြံတကာရီစီပိုင်းများတင်လာလျင်ထိုလီကန်းကိုကတ်တာနဲ့အပေါ်မှာခဲနေသောတကာရီချက်ကိုယူပြေးသည်သူတယောက်တည်းဆိုအကြောင်းမဆန်းဘူးခုကတကိုးချင်ရပါဖြစ်အောင်ကျွန်တော်နဲ့အငယ်လေးကိုပါခွဲဝေကျွေးသည်လီမော်တော်သမားကြီးတည်တဲ့အခါငါကင်တို့ဆဲလဲငကားတို့ကကြင်မဆိုင် ကိုလည်းကမ်းမပေးရေတပန်းမင်အောင်မှထိုင်နေရင်နောက်ကျောဘက်ခြံမှကြံမင်းတွေကိုချောင်းနေပြန်သည်နောက်အိမ်ပြန်စို့တဲပေါ်မှာဖင်ထိုင်ချပြီးတခါရီစားနေတဲ့အငယ်လေးကိုကောက်ဖွေးကပြောတော့ပြန်နေငါရေချိုးမယ်ဒီချိန်ကြီးကိုတေးချင်လို့လားဒီကင်းနှစ်နာရီကျော်လောက်ချစ်ချစ်တော့ပူနေသောနေရောင်အောက်မှာအယောင်တလက်လက်ပြားကစီးသင့်နေသောအေယော်ရီမြစ်ကသူ့ကိုဆွဲညွှတ်နေသည့်အချိန် ဘင်းဘာသေးလို့လဲဒီချိန်မှချိုးကောင်းတာကွာအင်းကြီးချိုးကပစိုးပြင်ဝေးပြီးကမ်းမကနေခုံချဖို့ပြင်နေသောနှကားကိုတားလို့မရမှန်းတည်တာကြောင့်အင်းကိုသာလှည့်ပြန်လိုက်တယ်ခြေနှလန်းလောက်အရောက်ပြီးကနေအတန်နဲ့အတူနှကားရဲ့အော်တန်အနေချေကြောင့်အမြန်လှည့်ကြည့်လိုက်ချင်းကမ်းမဘေးကကျူပင်ချုံမှညှိနေသောအဝေးကဒုံးနေသာရှိသောသူဝင်းနေကြပစိုးကွက်လေစောစောကပြင်ဝင်လိုက်တာကြောင့်အရင်လိုဘာမှမတို့ပါမလားလို့ပစိုးနဲ့ချိုးတာဖြစ်ပြီးအခုကျူပင်ချုံနဲ့ညှိချန်ခဲ့တဲ့ တခုတည်းသောအဝတ်ကသူ့ခန်းမှာမြဲမနေတော့ပေ။ကမ်းမဆက်ကိုသွားပြီးအောင်းငုံကြည့်လိုက်တော့မင်းမသားမျက်နှာနဲ့ရေပေါ်မှာလေမင်းထိပဲပေါ်ထားတဲ့နဂါ။ခွန်းဆက်ငါ့ကိုအဲ့ဝယ်လန့်ပြစ်လိုက်စမ်းပါ။ညနေတဲ့ပစိုးကွက်လေးကိုတလဲအခက်ထွေနေတဲ့သူ့မျက်နှာကိုတလဲကြည့်ကခွန်းဆက်နဂါမှာအပြုံးမဟုတ်တော့အပြုံးကအလိုလိုပေါ်လာသည်။ဒါကိုရိမ့်မိတဲ့နဂါကအလန်တကြားသွားပြီးပြီးခေါင်းရမ်းလိုက်ငိုရောမဲ့မျက်နှာဖြစ်လာလိုက်နဲ့ တော်ကြည့်ရဆိုသည်အဲကောဟဲ့မလုပ်ပါဘူးလေပြစ်လိုက်ပါကွာနော်မလုပ်ကောင်းပါဘူးအဲ့လိုမလမောင်းကလေးချီထားခဏချတာလေကွာမင်းရလေငါဒီတိုင်းညဒီနေရမှာလားနင်းလေမင်းမဲဒီလိုချင်းချိုးလို့ကောင်းတာဆိုအဲ့တော့ညနေထိရေစိန်နေလိုက်သူစားတို့ဖွဲ့ရေလာခဲ့တော့မင်းယူခန်းလိုက်ပေါ့အာတော်ပြီ သူစားဆိုတာခွန်ဆန်းတဲ့ရွယ်သူကိုရန်တရမယ်ကောင်မလေးဖြစ်ပြီးငကားတလဲသည့်ခွန်နေကြအင်ကားဖြစ်သည်သူ့မိတော်တို့ကအပေါ့ဆိုးဝင်မဲ့သူစားကတော့အတော်လာပြီးရွာရဲ့အနာဂတ်ကောင်းအောင်ကန်လေးဖြစ်ရွေးချယ်ထားသူပဲနောက်ပြီးသူစားကိုသဘောချနေတဲ့ကာလာသားရဲ့တန်းမှာငကားလဲပါသည်ယနေ့ရေလာခတ်တဲ့အခါမရှုမလငကားအလာကို ပြိုလေးများချီးရှုနိုင်ဖို့ခွန်ဆန်းအချင်းရောက်ခဲ့လေသည်မင်းညနေတိမနေခြင်းလဲပေါ်တက်ပြီလာပြီပေါ့အပြင်းပြီး အာအမြောက်ဖြူစုပ်ငါအိမ်ပြန်ရောက်ရင်မင်းသေးပြီဒါမဲ့ဘလောက်ပဲအော်နေနေကော့တော့ကော့တော့နဲ့ထွက်သွားသောခွန်ဆက်ကပြန်လဲလာဖို့အစီအစဉ်မရှိ သူပွေ့ရှိကခေါ်သွားသောကံကောင်းကလည်းတခိခိရဲကတက်တာပြနေသေးသည်ဒေဇန်ဒီတိုင်းညနေဒီနေရမှာလားအော်ရင်ဖင်ပြောင်းရင်းနဲ့တက်ယူရမှာလားညောင်းစုပ်အာဟိုကလည်းရှာရှည်ရာမင်းကလေးရေကွင်းရင် လုံချီကိုလေဘူပေါင်းကြီးလှုပ်ပြီးစီးရသလိုပစိုးကိုလည်းရမလားလို့စန့်ကြည့်ရလက်ခွန်း အနောက်ကကျူပင်နဲ့ညှိနေမယ်လို့ဘဲချင်မလဲခုတော့တေးပြီဒီကြားထဲငါးရီကလာဆွဲနေရင်တော့ဒုက္ခစည်းစင်းနေတဲ့ရေပြင်ကြီးကိုကြည့်ကအခုမှကြောက်စိတ်ဝင်လာတယ်လို့လို့လူရှင်းတဲ့ခါတက်သွားလိုက်ရမလားမဟုတ်သေးဘူးလူတွေတွေ့သွားရင်လည်းရှက်လို့တင်ပါဟာကွာခုဆက်ခါ ီလိုနဲ့ညနေရောက်တော့ကံကောင်းနေပဲပြောရမလားရေထဲမှာနှစ်နာရီလောက်ဆင်နေပြီးသူစားရုပ်ဖွင့်မလာခင်ပိုက်တန်းလာတဲ့ဇီယာနဲ့တွေ့လို့ကုန်းပေါ်ပြန်တက်နိုင်ခဲ့တယ်ခွေးအောင်ဇီယာဆိုတယ်မှာလဲရယ်လို့မပြီးတော့ဘူးပျော်ပျော်ပြီးခွေးနေတဲ့သူကြောင့်သူစားရုပ်နဲ့တွေ့လိုက်တာမှတောင်းမယ်လို့တောင်းတွေးမိသေးသည်လူလဲတကုန်လုံးပဲကြီးဝါဖြစ်နေတာရောချက်တာရောပေါင်းပြီးခြံထဲဝင်ဝင်ချင်းမေနဲ့ချမောင်ရဲ့စီးနေသောခွန်ဆက်ကောင်းကိုဖိတ်ခေါက်ပလိုက်သည် ခွက်ခနဲမြည်ပြီးမှလက်လွန်သွားမှန်းသိတာခေါင်းကောင်းကခောက်လိုက်တဲ့နေရာကိုကိုင်ပြီးငြိမ်နေရကနေတဖြည်းဖြည်းတုံရင်လာပြီးရှိုက်တန်ထွက်လာတယ်ဟဲ့ငကဘာလို့လှုပ်တာရောအမေကပြောပြောဆိုဆိုငကဘိုက်ခေါက်ကိုဆွဲလင်ကခေါင်းမှာလက်နဲ့အုပ်ပြီးကင်ထားတဲ့နေရာကိုချိန်ပေးနေသည်လှုပ်လိုက်ပြီးမှစိတ်မကောင်းမြန်သူတို့ချော်လဲမချော့ချင်တာကြောင့်ချန်ပြင်းသာပြန်ထွက်လာတော့တယ်။နေရဲသွားတာပဲ ခွေးကောင်လေးလမ်းစဉ်ဘယ်ထွက်သွားပြန်တာလဲအမေရဲ့လန့်အော်တယ်လေအဖြစ်မရှိတီးငိုနေတဲ့ပုံစံကပဲညလုံးနဲ့ပေါ်နေသည်ဆိတ်ရှို့လာတဲ့ကြောင့်ဘုန်းကြီးချောင်းနဲ့တွားရိပ်ဖို့ဥတီလိုက်သည်ဒီတိုင်းမျက်လုံးမိပြီးငြိမ်နေမိသည်တဏီကုံရေးစိန်ထားတော့လေတိုက်လိုက်တိုင်းလူကခဲသွားရမယ့်အတိုင်းပဲထိုချင်းဟေးတော့ အတန်ချာယုံနဲ့ဘသူဆိုတာသိပေမဲ့ဘာကမောက်ထုံနေရလဲသိချင်လို့ညလုံးကိုဖွင့်ကြည့်တော့ဖုန်ချောင်းထဲမှာတောင်တင်နေတဲ့ခွေးရည်တွေကသုံးကောင်ကသူ့စီကိုတကီးမှန်ပြီကဥတီနေသည်မလာနဲ့မရိုင်းပါနော်လက်တန်းလောက်ဒီကိုင်းချောက်လေးခြင်ပြီးမောင်းနေတဲ့ပုံကခွေးမောင်းနေရလားတချော့နေရလားမသိခွဲပြေးမှလူလူနဲ့အနောက်ဆုပ်သွားနေတဲ့သူ့ကိုခွေးတွေကပို့ပြီးမျက်စိနောက်ပြီးသုံးကောင်ကနေငါးကောင်လောက်ထိထိုးလာတဲ့ကြောင့်ဒီတိုင်းကြည့်နေလို့မဖြစ်တော့ ခလန်းလန်းမှာရှိနေတော့ခွေးဝိုင်းဝိုင်းလည်နေတဲ့ပြူကောင်းစီအမြန်သွားလိုက်ပြီးအတန်ခတ်မာမာနဲ့ဟောက်လိုက်မှခွေးတွေကသူ့ဘာသာအုပ်စုပြန်ကွဲသွားတယ်။ဒါကိုတောက်ခလိုက်တဲ့ကို့အတန်ကြောင့်သူကပါတုံသွားသေးတာ။ခွေးတွေတကိုင်းချောက်ကိုလက်နှစ်ဖက်နဲ့ချစ်ချစ်ပအောင်ကင်ထားတော့အဲ့ဒါလေးနဲ့ဟိုခွေးတွေကတော်တော်ကြောက်နေ ਉ မယ်။ဘာမှမဆွဲတာကံကောင်း။အဲ့ဒါမင်းကြောက်နေ အထဲကတကိုင်းချောက်ကိုပေးပြချပြီးပြန်អော်နေသည်ဒီတန်နေထားအတိုင်းစောစောက ခွေးတွေကိုမောင်းရင်ရတယ်ဆိုတာပြောရမလားငါနဲ့ပါဆိုင်လို့လေမင်းမသာမင်းလားလေမင်းကိုတော့ခေါ်ခိုင်းလို့လားခေါ်တာအမေကဘာလို့ဖို့လဲချမင်းစားရအောင်နဲ့အမေမလိမ့်နေဘဲနဲ့ငါတို့ချမင်းစားရင် မစားဘူးဆိုတာအမေဘယ်တော့မှစိတ်ဝင်စားတာမဟုတ် သူခေါ်ချင်လို့လာခေါ်ရပြောတော့ဘာဖြစ်မှာကြလို့ထင်တာတော့သူလုတ်ခဲ့တာကိုစိတ်မကောင်းဖြစ်ပြီးတော့ပြန်လာခေါ်တာဖြစ်မယ်ခေါင်းခေါက်ထားခဲ့တာတောင်မှလေဟုတ်ပါပြီတော်စုခဟာရေကပြောလိုက်တော့ပေါင်းဆက်ဆန်းနဲ့အရှိကထွက်သွားတဲ့မြောက်ဖြူမျက်ဆောင်ကထိုးသေးတာမျက်စံကိုအမြဲတောင်းကပ်ကပ်နေတဲ့မြောက်ကောင်အချော့ကပ်ပြီးခွာမင်းအမအချိုးနှဲနေမယ်တယောက်တည်းကြိတ်ရနေရင် အရှိကသွားနေတဲ့သူ့ကိုလှမ်းကြည့်လိုက်တဲ့လေတိုက်တိုင်းလှုပ်သွားတဲ့သဖြင့်အီအီလေးတွေအောက်မှာစောစောကခောက်လိုက်လို့အလူတီထနေမလားဆိုတာသိချင်လာသည်ဒါကြောင့်လက်မောင်းနေတဲ့သဖြင့်အီအီလေးတွေကိုကန်ရှင်စိတ်ပေါက်လာတာကြောင့်လက်လန်းလိုက်ပေမဲ့သူကောင်းဘော်ကိုထိခိုက်နေအချိန်မြင်ကွင်းထဲကိုအခြားတစ်ခုကထက်ရောက်လာသည် စာတွေ့ကလေးကတတိထားမိနေသောသဖြင့်အနက်တေချာကအနှဲငယ်ထွက်နေတဲ့ငယ်ရွယ်ဖြူဖြူလေးကနေအောင်မရှိတော့တာကြောင့်သွေးချောင်းအနီလေးတွေပြေးနေတာမြင်ရသည် နေအောင်နေသာဆိုဟိုဘက်ဒီဘက်ဖောက်မြင်ရနိုင်တယ်။စပင်ကိုလှမ်းကင်ဖို့ရွယ်နေတဲ့လက်တွေကထွန်နေရစီကိုဥတီချက်ပြောင်းသွားပြီမဲ့မထိပြန်ဘူး။လက်နဲ့ထိဖို့ထက်နောက်ထပ်တစ်မျိုးလုပ်ဖို့ကပိုတွန်းအားပေးနေသည်။သူ့ခြေလမ်းနဲ့မိအောင်လှမ်းလိုက်ပြီးအနားလျှောက်သွားတော့မှခေါင်းလုံးကအဲ့နေရွက်ဖြူကိုအตาလင်းငုံလိုက်တော့လှမ်းနေတဲ့သူ့ခြေလမ်းနဲ့တုံခင်းတိုင်းရက်သွားသည်။နှကန်းသားနဲ့ထိမိနေတဲ့နေရွက်ဖြားအေးအေးလေးကိုဦးရလွန်းလာကြောင်းအဖို့ထဲဖိမိတော့ အယုံလူလေးလှောက်ခတ်သွားတာကိုခန်းစားလိုက်မိတယ်။မနေနိုင်တဲ့အဆုံးသွားနဲ့ရောင်ရမ်းကိုက်မိလိုက်တော့အခွေးကောင်ကမိမိရှိတော်မလို့လာကိုက်နေရလား။စုကနေထွက်လာတဲ့အော်ဒန်နဲ့အတူနေရွက်ကိုဖိအုပ်ကစကနေဖြစ်သွားတာကြောင့်သူတကယ်နာသွားမှန်းသိလိုက်ရတယ်။အော်ဒန်နဲ့တစတဲ့ခြေပြားထောက်ပြီးခေါင်းစီလန်းလာတဲ့လက်တွေကဒေဂျာပေါ့မိမိစပင်ကိုဆွဲဆောင်ဖို့ဒါကြောင့်ခေါင်းကိုအနောက်လန်ပြီးရှောင်ရင်ကိုဟာဒါလည်းအံ့ဩမိတယ်။ ဘာလုံးလိုက်မိမှန်းတော့မသိ။သူပြောသလိုအမေချီတော့အပါဝင်ဘသူ့ဘုံမှာမကြိုက်ဘူး။ပိုက်စာနေလို့များလား။ငါဟိုရှိမှာခွန်ဆက်နေသူစားမလား။ ရွာလူကြီးအင်ကခြံပြင်ဘက်ထွက်နေသောမလကာတီးကိုင်းကိုလှော်တက်နဲ့ရိုက်ချနေရင်အနောက်မှဇေယအတန်ကြောင့်လှည့်ကြည့်လိုက်သည်။အင်းချောင်းစင်းမိတယ်နဲ့။ခြံထဲကခွေးအောင်တန်ကိုလည်းမကြားချင်အောင်ဆောင်ကအလုံးကြီးကြီးနဲ့မှဲ့ဝင်းနေသောအတီးထံအာယုံပြန်ဆိုက်လိုက်သည်။နှလုံးခံရိုက်မိကမြေပေါ်ကျတော့လေရွာမြေတွေကမချစ်မနေသောကြောင့်အခုန်ပြင်းပိုင်းပွန်းယုံလား။ အသေးကိုအင်းရင်နဲ့ကောက်တော့ခါဇေယျကိုတလုံးပေးလိုက်ပြီးဦးနီဒီရဲ့ချုံများများအရသာကိုမြောင်ရင်းအဝေးမှာမိန်းကလေးခြေလန်းနဲ့အတူလှမ်းနေရသောစူပုပ်ပုပ်မျက်နှာထားနဲ့သူ့ကိုလှမ်းချနေလိုက်သည်ဇေယျချင်းနေငါတင်းနဲ့သုံးလို့ရေလိုက်တာနဲ့ခွန်ဆက်ရဲ့ခေါင်းကညာဘက်ကိုလှဲ့လိုက်မယ်ဟမ်ဇေယျကနားမလည်သလိုပြန်မေးတာကြောင့်ချင်းနေရန်သာမင်းငော့ပြလိုက်သည်တဲ့တဲ့မျက်နှာမူပြီးရှောင်းလန်းနေတဲ့မျက်နှာပြူပြူက ရေပင်နေကာရင်ထားတဲ့ခြံစည်းရုံနာရောက်တနေတော့ညာဘက်ငကားရဲ့စကားဆုံးနေနဲ့လှဲ့သွားတဲ့ခေါင်းလေးကတကယ်ပဲညာဘက်ကိုဆောင်းကလမ်းသွားရင်ကြည့်နေတယ်နောက်တစ်ခါတနေတော့ဘေဘက်ဟာမင်းမလို့တည်ရလဲတကယ်ပဲငကားကခွန်ဆက်ခေါင်းကိုကင်ကဟိုဘက်ဒီဘက်လှဲ့နေတယ်လို့ကိုတိကျနေတော့ကြောင့် ဇေယအံ့ဩနေသည်ဘလို့တိလဲဆိုရင်သူကចောင်းသွားတိုင်းအဲ့နေကိုအမြဲတမ်းငေးပြီးကြည့်သွားရတယ်ပြန်လာရင်လည်းအဲ့ရှေရောင်ရင်ခေါင်းမဆောင်မဲမနေဘူးအာအဲ့မှာသူ့ရဲ့သူကောင်းမလေးများရှိနေလို့လားလော်တက်ကိုပင်ကဒူဒီဒီသပင်ပေါ်ခန့်နာနာလေးစော်ထဲလိုက်တော့အော့ဘာလို့ခောက်တာရောမြောက်ဖြူမင်းလိုနှာဖူးမြတ်မှတ်နေလားတကယ်လို့ကောင်းမလေးရှိရင်တော့နေရင်လုံးရှိပါမလားဟာ အာမတည်ဘူးလေကွာအမြဲတမ်းချိနေရဆိုတော့ငါလည်းအဲ့ဒါထင်တာပေါ့နားတာလရနိုင်သေးဆီယာကလက်ထဲမှာရှိနေတဲ့သူ့လော်တက်တစ်ဖက်ကိုမြောက်ခါတိုင်းခွက်ပြချင်တော့လေအနာကခင်မာလောင်းလေးအရှိရင်တည်တမ်းဖို့အရေးငကားကိုပြန်မလုံနိုင်ပေဒါကြောင့်ပုံမှန်အတိုင်းဘာမှမဖြစ်တယ်လို့နဲ့အဖြူစင်းနဲ့ကလေးနှစ်ယောက်ထံပေဒီပေဆုပ်ကောင်းလေးနှစ်ယောက်ကသွားပြေးကရှောက်သွားတယ်လာပါတဲ့သူမစီအကြည့်ပေါ်သွားလဲ တဲရစွာစရင်နေရကထုတ်ကလေးထန်တာစူပုပ်ပုပ်လေးနဲ့ပြန်ပြောသောမျက်နှာကိုမြင်တိုင်းဖြစ်ပေါ်လာတဲ့အပြုံးကအသက်ဝင်ဆုံးနှွေပင်လေးကာယံထားတဲ့ညာဘက်အိမ်လေးနဲ့တန်ဆူချိုးနဲ့ကာယံထားတဲ့ဘယ်ဘက်ကအိမ်လေးထဲမှာနှင်းစီပန်းပြူအောင်လေးများလှပစွာပွင့်နေလေတော့သည်ကိုရန်နေဝဆောင်မွေးဖြေဆိုပြီးတဲ့နေ့ထိခွန်ဆက်ချူရှင်မျိုးပဲကောင်းစွာစားလိုက်နိုင်သည်တနေ့ကျဆယ်ရက်မှာ တန်းကြီးဖြစ်တော်မူခုနှစ်ရက်သာပိတ်တော်လဲပျော်နေကြရတဲ့ငယ်ချင်းအဖွဲ့ကရွာမကြီးတိုင်းနေရင်တို့ပြန်သွားကြရင်အိမ်ပြန်လန်းတင်သောသူစားနဲ့အတူပြန်တော့ခီးပူရှိသည်အိမ်လမ်းမတော့မကွေခင်လမ်းဆွဲတစ်ခုမှပိုက်ကုန်နေထမ်းလာသောလူနေရောက်အကိုစရာနဲ့အတူ အနည်းမရောက်ခင်မှာပင်ရှင်းလင်းစွာမြင်ရတဲ့မြခုံးထူထူနှစ်သွယ်နဲ့မလိုက်ဖက်စွာစဖြည်းဖြည်းမျက်နှာကိုပေါ်ဆောင်ထားသောငုံမွေထုံးနှကပြုံးဆဆမျက်နှာကအဖြူစိမ့်နဲ့တဲ့ရဲ့အေးချမ်းစွာလှပသော သူစားထန်တာဖြေနိုင်ကြလားဟသူစားတော့တေချာဖို့ဖြေနိုင်တာဗောဟုတ်တယ်မလားအကိုစီယာရဲ့နောက်ကဆင့်ကပြောလိုက်တော့နဝင်စိုးသည့်အတန်နှကမ်းမဲရွယ်ကမျက်နှာလွှဲပြီးတော့တောင်ထေးသည့်အတန်ကမျက်ဆောင်ကိုပါပေးမိသည်အတင်ရောက်ပြီမင်းမျက်နှာကဘာဖြစ်နေလဲမဖြေနိုင်ဘူးလားမင်းပူပါလားအမေ ော်တက်တစ်ဖက်ကိုဝေရန်လျက်ခွန်ဆက်ခေါင်းနှောင်းကိုရိုင်းမလို့ရွဲကစနေသောကြောင့်အကိုစီယာနဲ့သူစာကရင်နေကြတော့လဲခွန်ဆက်မျက်နှာကပုံတည်စုပုတ်လျက်သာအထူးနေလာသည့်ငါးလအတွင်းရံဖြစ်လိုက်ရံဖြစ်လိုက်နဲ့နဂါးဆိုတဲ့လူကလက်တံပြောင်းတယ်လို့ခွန်ဆက်လည်းအငိုတန်လာသည်တခါတခါရန်ဆတယ်လို့နဲ့နေရွက်ကိုလာဆွဲတာအလုံးမုံးသည် သူ့လိုနဂါးဖြစ်အောင်သက်သက်မဲ့လှိုက်ဆွဲနေရအခုဆီယာနဲ့အခုနဂါးပိုက်တန်းသွားချမလို့လား ဘိုက်တဲရောကွန်ပျူတာရောသူစာရေးဒီချိန်ကလပိုင်ဆင်းတော့ရိုက်လို့ကောင်းတဲ့ချိန်လေဖော်ရည်စွာပြောဆိုသောသူစာအတန်နောက်မှာပြုံဖြည်းဖြည်းမျက်နှာနဲ့ငကားကအခုဇေယျထက်လူကပြောသည်သူစာသည်နေစဉ်ကလေးကထိုးတယ်မှာကြီးပြင်းခဲ့သူမို့ငကားစကားကိုနားလဲတော့လဲခွန်ဆက်ဖို့လပိုင်ရိုက်တယ်ဆိုတော့ကိုနားမလဲစူပုပ်ဖို့မျက်နှာထားကနေစူးစမ်းလို့ဒီအကြီးပြင်းနားဆွင့်နေတော့လဲအနဲ့ရောင်မျက်ဝန်းတွေကပြုံရည်ရည်ဖော်ကျူထားသော သူစမြေဝန်းစီသာဆူဆိုင်နေသည်ခွန်ဆက်လိုက်ခဲ့မလားအကိုဇေယရဲ့အမေကိုကြားမှခတ်ထူထူမျက်ခုံးနဲ့တွေကအလဲမှာတွင်ချိုးလျက်ကြည်လာသည်မင်းကလိုက်ပြီးတော့ဘာလုပ်မှလဲအိမ်ပြန်ဆိုတဲ့သဘောဆောင်သည့်သူ့အခြေအနေကြောင့်ခေါင်းတဆက်ဆက်ညင်ကလိုက်ခဲ့မယ်အကိုဇေယကျွန်တော်တခါမှမမြင်ဘူးကြည့်ချင်တယ်အေးလိုက်ခဲ့ တခါလေးလပိုင်းကလေးလေးရောပါလာတတ်တယ်ဟုတ်လားချစ်စရာလေးနေမှာ ငိုင်းခဲနဲ့ရှုပ်တယ်။အင်းရေလမ်းမကူးတတ်ဘဲနဲ့။သင်နဲ့သွားမယ့်အရေးကိုရေမကူးတတ်ဘူးပြောနေသေးတယ်။တိုင်းမနော်အကိုစီကခုသွားရမှာလား။သွားစို့လေရေမကူးတတ်လည်းမပုန်နဲ့အကိုနဲ့ငကားရှိတာပဲ။ခွဆက်ပါတော့ရေခက်ပေါ်ရတာပေါ့။ဒါဆိုခွန်လွယ်ပေးလိုက်လေသူစားအိမ်ဝင်ထားခဲ့ပြီမယ်။ကျေးဇူးပဲသူစား။ရပါတယ်။ ၎င်းရဲ့ချုပ်ပေးတယ်လို့အချီတွေကိုမမြင်ချင်အောင်ဆောင်းကအကိုဇေယျစီကတော်တက်ကိုကူယူပြီးလိုက်လာခဲ့တယ်။ရေစဲရောက်တော့၎င်းကတိတိဖျားရှိမှထိုင်ပြီး အကိုဇေယျကအနောက်မှလော့တယ်။ခွန်ဆက်ကအလဲကလေဝမ်းဖိုက်ထဲမှာရှိနေတဲ့ရေတွေကိုထုတ်ပြီးမြစ်ထဲသို့ကွယ်ပြောက်တော့မဲ့နေဝင်းနေနေကိုကြည့်ကလိုက်ပါလာတယ်။ဘာရင်မဟုတ်ညနေချင်းဆိုင်ထိုင်နေသောလေဦးကနေပိုက်ခွန်နေဆင့်နေတဲ့သူ့ကိုကညီငွေနဲ့ဆွဲထည့်မိခိုင် စီလင်းတာမကြိုက်တဲ့သူ့ရဲ့နှီးချောင်းချောင်းစပင်တွေကနေအောင်ဟက်နေသောရေပြင်နဲ့အယောင်ရောနေလို့ပိုက်ခုံကိုအာယုံဆူးဆိုင်နေသောမြဝန်းနဲ့တီမာတော့ပစုံစီအောင်နေရှက်တန်းနေသေးတယ်။ငါကြီးမင်းချစ်ချစ်ကိုခေါ်ရောဟာအနောက်ကနေတော်တက်ကိုခိုင်းကထိနေရင်အကိုစရာကလှမ်းပြောသည်။နည်းနည်းချက်လုံးညချောင်းချင်းတဲ့နေရာမှာပိုကောင်းတာနောက်ပြီးတော့လပိုင်းနေသားပေါက်ချိန်ဆိုတော့ ရချောင်းချဲတဲ့နေရာမှာမော်တော်ကြီးလာလို့ရှင်ကလေးလန့်ကုန်လိမ့်မယ်အဲ့လိုဆိုမိမိတွေကမရိုက်တော့ဘူးအေးပါကွာလော်ပါမယ်လပိုင်ကိုတော့ကျုပ်ဖိနေမှာပေးစားပါနဲ့အထက်သို့ဆန်တဲ့ရင်ရချောင်းချင်းကလူချိန်နေသောအရက်ကိုရောက်တော့တိတိပြားစီမှာအတန်သာသာတစ်ခုကိုကြားရသည်ညနေချင်းဆိုင်ကထိုင်နေရာကနေချောဖိကလှည့်သွားတဲ့သူ့လက်ထဲမှာဒုတ်တန်လေးတစ်ချောင်းထူထုတ်တန်ကိုလေနံမှာခေါင်းရင်းထွက်လာတဲ့အတန်ဟာ တာမန်တစ်သားကိုရိုက်နေတဲ့အတန်းနဲ့မတူပဲဒူရီယာတခုခုကိုကြီးနေဟန်ညင်ညောင်းနေသည်မင်းခွက်ကိုဖြည်းဖြည်းခတ်သူ့ကိုအာယုံဆိုင်နေရင်လေဝမ်းပိုက်ထဲကမရှိတော့တဲ့ရေကိုခတ်ထုတ်နေမိခြင်းအားအချိန်တက်လိုက်တယ် အချိန်ထဲမှာပဲရှုခင်းနဲ့နာမောက်တန်တဲ့အတူလေရဲ့ဝါးတဲ့ပြန်စားလောက်ခွာတွင်လိုင်းများထလာသည်တဖြည်းဖြည်းနှုတ်ရမ်းလာတဲ့လေနဲ့အတူလူတရက်စာမကတဲ့မိခိုးရောင်လပိုင်ကြီးတကောင်ကဘေးဖက်ဖက်လေးကိုကူးခတ်နေသည်အစားကကြောက်စိတ်ဝင်မိတော့လဲအနှဲရောင်ကောင်းလုံးလုံးလေးတွေဖြင့်လေရောက်ဖြက်ပြင်းနေသောလပိုင်ငယ်လေးနှစ်ကောင်ကြောင့်ခုဆက်အသေးရလာသည် လူလဲမကြောက်တလို့အလုံးကမြင်းနဲ့ဒီကောင်လေးနှစ်ကောင်ရဲ့အမိဖြစ်သူဟာငကားနဲ့မှကင်းရလားညမ ရိုက်တော့ဟာဒီကလေးတွေပြစ်ထားလိုက်လူတယောက်ကိုပြောတယ်လို့လမ်းမှာလေခေါက်တံပေးပြီးကလေးနှကောင်ကိုစိတ်မချနေတော့လပိုင်မေကြီးကငကားစကားကိုနားလည်နေတယ်လို့လေအောင်မှာဆော့နေတဲ့ကရုံးလေးနှကောင်ကိုပြစ်ထားခဲ့ပြီးအဝေးတနေရာကိုကူးသွားကထော်တော်လန့်တဲ့နေရာကိုရောက်တော့မိခိုးရောင်အမေကြီးကိုထောင်းကအရှင်ဖြစ်ပြန်ကူးလာသည်ငကားကြီးညုံမကတော့မင်းကိုအတော်ချစ်တယ်ဘာလို့ရောဝိုင်းကြီးတွေတောင်လပိုင်ရိုက်တာမင်းတော့မတော်ဘူး အကိုဇေယရဲ့ချီချူတံကိုတူတူနေစမ်းမဟုပြောက ပိုက်ကုံကိုအသင်ပြင်းရင်လပိုင်မေကြီးရဲ့အမိကိုလိုက်ချနေတယ်အခုချိန်ထိသူတို့လုံနေတာကိုခွန်ဆက်နားမလဲတယ်မိခိုးရောင်အမိရဲ့အရှိမပလုံစီပွက်ထနေတဲ့အရာကလေးတွေကလင်းနေနီးလာတဲ့အခါလပိုင်မေကြီးကသူ့အမိကိုဖုံးခနဲ့မြည်အောင်ရေပေါ်ရိုက်ချလိုက်တယ်ဟုတ်ပြီငကားရဲ့အာရဝန်တာစွာအော်တယ်နောက်အမိနဲ့တပြိုင်တည်းပြစ်ထဲလိုက်တဲ့ပိုက်ကုံမှာ လွန်လူးနေတဲ့ငါးကောင်ရွယ်စားဆောင်ကခုဆက်ကိုအားအသင့်စေသည်ပိုက်ကွန်ထဲကငါးတွေကိုလင်ဝမ်းပိုက်ထဲထည့်လိုက်တာကြောင့်ခုဆက်အနောက်ကိုဆုတ်ထွန်လိုက်ခြင်းအကိုဇေယျကအရှိကိုကျော်ကငါးတွေကိုချီသည်သူကရုတ်တရက်တကူလုံးတင်းချုံဖက်ခံလိုက်ရတယ်လို့ဖြစ်ပြီးခုဆက်တကူလုံးကဇေယျရှင်ဝင်တဲ့အနေကျုံလျက်ပြန်ချောင်းဆိုဟေးကောင်တော်တော်မြင်မြင်ထိဆက်တော့မဲ့မျက်ခုံးထူထူတွေကငါးများကြီးရလို့ပြောနေတဲ့အကိုဇေယျကိုတလဲ ရှင်ခွင်ထဲကအနေချက်နေတဲ့ခွန်ဆက်ကိုတက်လက်ကြည့်ကပို၍တွန်ချိုးလာတယ်။ငကားစကားကြောင့်လေပြန်လဲဖို့အရင်နေရာပြန်ထိုင်သွားတော့မှခွန်ဆက်လည်းအသက်ရှူချောင်တော့တယ်။ပြောရရင်ဘသူနဲ့မှနင်းနင်းကြက်နေရတာကိုခွန်ဆက်မကြိုက်ပင်အမြဲပွေ့ချင်နေတဲ့ကံကောင်းလေးနဲ့ညအိမ်ရင်ခွာနေကြငကားကတော့ချင်းချက်နောက်တစ်ခါတော့ထက်ရအောင်မလားအကိုစီရအမေကို ကလေးနှစ်ယောက်ခေါ်ကရေပွဲလေးတွေပင်းနေသောလပိုင်မင်းကြီးကိုချင်းငကားကခေါင်းရမ်းပြသည်မရိုက်တော့သူကလေးနှုတ်တိုင်နေတယ်ဒါလဲသိတာပဲလားဟာနောက်ပြီးမနေ့ပြန်ငါးတိုင်ရရင်းမြိုင်တို့လူရှိတော့ငါ့ကိုကောက်မှာမဟုတ်ဘူးမတို့နေရင်ပဲခွဲပြီးဟင်းချက်စားရတာပေါ့အေးဒါဆိုလဲပြန်ကြစို့ဝေးရေပွဲလေးတွေထကအတန်ပိစီလေးတွေပင်းနေသောကရုံးလေးတွေကိုလှည့်ချင်ခွန်းဆက်မနေနိုင်တော့ပြီ သူနှုတ်တိုက်နေရဆိုမင်းဘယ်လိုသိလဲနောက်ပြီးတပိုင်းနေကနှုတ်တိုက်တာဟုတ်လို့လားသူအမီးထောင်လာတာကရောဘာလုပ်တာလဲညီထွေးရသောအရာတွေကိုသိချင်စိတ်ဖြင့်စက်တိုက်မင်းပြီးတော့တပတ်သေးပါတဲ့ပချိုင်ငယ်ကိုဖလိုက်ပြုံးကလာဒီဘက်လာတိုင်းငါပြောပြမယ်အလေကလေဝမ်းပိုက်ကိုကျော်ကအကုန်စီရအနီးမှသူ့အနားသို့လာထိုင်ရင်ခေါ်သည်ငါမလာရဲလေးလုံးပြုတ်ချမှာကြောက်တယ် လာငါကြိုက်ပေးမယ်မတက်မီရန်နဲ့ဒီတိုင်းပဲတို့လားအရင်လိုပြောင်ဆက်ဆက်မျက်နှာပင်နဲ့ဆန့်ကျင်စွာတင်းငိန်သွားတဲ့သူ့မျက်နှာထားကြောင့်ကန်းလာတဲ့လက်ရစုံကိုဆုပ်ကိုင်ပြီးတိုးသွားမိသည်အနိကပ်ပူရှင်းလင်းစွာမြင်ရတဲ့မျက်ဝန်းနဲ့တွေကိုအာယုံဆိုင်ရင်းနောက်ကျောမက်စီမှာခက်လွင်လွင်ရေတံကိုလည်းချလိုက်ရသေးသည်လေဦးထိပ်ဖြားမှာမျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်နဲ့သူကခွန်ဆက်တိကျန်သောအဖြေတွေကိုပြောကြားလာသည်တိရှင်စိတ်ဖြင့်တောက်ပနေသောမျက်ဝန်းဝိုင်းဝိုင်းကလေးတွေက နေအောင်မရှိတော့တာတောင်းအလင်းဖြာနေတဲ့အောင်လပိုင်နေကနှုတ်တိုက်တော်ပါပဲလေကိုရန်ချောင်းသာငတုံးလေးရဲ့ဒါတော့လွန်သွားပြီအာမမတည်တော့မင်းလုံငယ်လေးတည်းကဒီမှာနေလာရင်တော်သားမှာမဟုတ်တာအမေအဲ့တော်သားရှာလာတဲ့ဟာကိုမင်းစားတော့မယ်မလားရှင်းပြတာကိုအရှိမရောက်ပဲတယောက်တစ်ခုစကားများနေတော့ညီကိုနှစ်ယောက်ကိုဆရာပြုံးပြီးတော့သာကြည့်နေလေသည်။ကဲ၊ဒါပါ င်းဘလို့တည်တာလဲပြော။သူကရေပွက်လေးလှုပ်ပြီးတော့အချက်ပြရယ်လေ။နောက်ပြီးတော့ငါးတွေကိုခြောက်လန့်ပြီးတော့ပိုက်ကွန်ထဲဝင်အောင်သူကလှုပ်ပြီးတာ။အမိချရနဲ့အဲ့နေရာကိုငါကွန်ပစ်လိုက်ရင်ကွက်တီပဲ။အော်အဲ့ဒါဆိုသူတို့နဲ့ခင်းတဲ့150ဆိုအတော်လှုပ်ဖြစ်မှာနော်။အင်းပေါ်ဒါပေမဲ့လပိုင်းနေရရှားနေပါပြီ။ရှော့တိုက်တဲ့သူတွေကြောင့်သူတို့ပါကြရင်မျိုးတုံးတော့မယ်။မင်းတို့တော့တော်တော်ခင်တာပဲနော်။ အဲ့လိုနေတိုင်းငါးတွေဖမ်းနေအတော်နဲ့ဦးလေးစောအေးစိမ့်နေလို့ရနေပြီတနေ့ကောင်ရွာရုပ်ကုပေါက်လျှောက်သွားနေမဲ့အစားသူ့ရဲ့အတုံးချမှုလေးကိုထောက်ပြကစကားခေါ်ပြီးတော့ကိုတော်ကနှာခေါင်းရှုံငါဖြင့်ဘာလို့နေတိုင်းဖမ်းရမှာလဲအာရရနောက်ပြီးမိမိတွေကလည်းခေါ်တိုင်းလာမယ်ထင်လို့လားဘာငါမိတွေလဲမင်းမင်းမဗျသူမွေးထားတဲ့လပိုင်းကလေးလေးကိုချိလိုက်မင်းလိုပဲခမင်းချက်ငါရေထဲကန်ချလိုက်ပြန်အောင်မယ် ကန်စမ်းမှာအရင်ကူးရလဲကိုစရာရှိတယ်။မကန်ဘူးကွာ။ညချောင်းအတိုင်းပြန်လဲဆုံစင်းလာတော့လင်ငယ်လေးမှာညနေနေဝင်တရော့ချိန်တိုင်းတရွေ့ရွာကမ်းဘက်သို့ကူးခတ်နေသည်။ဖြိုလင်ငယ်ပေါ်မှာ အမေးဖြေတဲ့အတူဘူးနေပေါပြောဆိုတဲ့လေးများအားရှားစွင်တဲကသူတို့တမိချင်းနဲ့အတူလေလော်နေသောအခုစရာကတော့သဘောကျစွာပြုံးနေလေရဲ့။ ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိတူတူလိုက်ပါနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဟိုဗီဒီယိုလေးစောင့်နေရမှာစုလို့သာအမြန်တင်လိုက်ရပါမယ်အထံဝင်နေတော့ဖက်ရတာတိတ်ပြီးတော့ကိုကိုအားမရဘူးပေါ့နော်အာတစုံတရာများလိုအပ်ခဲ့သည်ရှိတော့ကျွန်တော်ရဲ့လိုအပ်ချက်ပြေချောင်းကိုလည်းဒီနေရာနေပြီးတော့အနည်းငယ်တောင်းပန်ပါတယ်ခင်ဗျာနောက်ပြီးတော့ဗီဒီယိုအစ်တလေးတွေကိုလည်းနေ့ရှားတခါသို့မဟုတ်တွင်ရှားတခါလောက်တော့တင်ပေးနိုင်အောင်ကြိုးစားပါမယ်ခင်ဗျာဘာလို့လဲဆိုတော့ ဟိုကြားထဲမှာငားလက်တာလေးတွေမိမလာတာတို့အာ editing ဘိုင်းဆိုင်တဲ့ကိစ္စလေးတွေပါညာလေးရှိနေတော့တရားတစ်ပိုင်းတင်ဖို့ကြတော့သိအဆင်မပြေဘူးပေါ့နော်အဲဒါကြောင့်စိတ်ရှိရည်လေးနဲ့ဆောင်ပေးကြပါလို့လဲမြစ်တာရက်ခန့်အပါတယ်ခင်ဗျာဟုတ်ကဲ့အသေးသေးတင်မဲ့ audio book တွေကိုနားဆင်ဖို့အတွက်လဲကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ